အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်အဲလက်ရှိမှာတော့ကျွန်တော်တို့ Manchester United ရဲ့တည်နေနေပတ်သက်ပြီးတော်တော်လေးကိုတက်နေတာကိုတွေ့ရမယ်အဲဒါနဲ့ပတ်သက်ပြီးတတိယထဲမှာအဆုတ်အလင့်ဒါကျွန်တော် Manchester United အပြောင်းရွှေ့နေပတ်သက်ပြီးနည်းနည်းပြောအောင်အဲ့တော့ပထမဆုံးအနေနဲ့အခုလက်ရှိမှာ hit ဖြစ်နေတာက Jadon Sancho နဲ့ပတ်သက်ပြီး Manchester United တည်နေနေဒါတော်တော်လေးကိုဒါကျွန်တော်တို့တော်တော် hit ဖြစ်နေတဲ့တည်နေနေဖြစ်အဲ့တော့ပြဿနာကဘာလဲ ဂျင်းနစ်ဆန်ချိုကိုလည်းရှိမှာအက်စတန်ဗီလာအသင်းကလုခလာစာလက်ရှိမှာသူတို့အပြည့်အပွားမဆိုင်ရတာတော့မှဒါသူတို့နေလုခလာစာများလွန်းနေပြီးတော့လက်ရှိမှာဒါဥနိုင်းအမရီနေနဲ့သူ့ရဲ့အသင်းနဲ့တင့်တော်မှုမရှိဘူးလို့ဒါဂျင်းနစ်ဆန်ချိုကိုခန်းစားရတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါမန်ချက်စတာယူနိုက်တက်အသင်းကိုပြန်လွှတ်ဖို့အတွက်စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။ယူနိုက်တက်ကလက်ရှိမှာဒီမြန်မာပြည်ဥက္ကောင်းသူတို့အသင်းကိုပြန်လည်ပြီးလက်ခံမှာတိတ်ပြီးကြောက်နေတဲ့သဘောမှရှိတယ်။လက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းကဂျင်းနစ်ဆန်ချိုနဲ့ပတ်သက်ပြီးဘလောက်တိတောင်မှလန့်ဖြန့်နေလဲဆိုတော့လက်ရှိဒါပထမယူနိုက်တက်အသင်းကဟို ရင်တော့ဟိုဂျာတက်မှာစဉ်းစားခဲ့သေးတာပေါ့နော်သူတို့ကဒါဆယ်ဟုတ်တန်တနစ်လောက်တူးမယ်တူးပြီးတော့ဒီကစားသမားကိုရောင်းဖို့ကြိုးစားမယ်ဆိုပြီးသူတို့လုပ်ခဲ့သေးတယ်တိုင်ပြဒနာကဂျေဒင်ဆန်ချိုနေနဲ့ဒီဂျာတက်ကလက်ရှိပြဿနာတွေလက်ရှိ interact ပုံစံမျိုးတွေကြောင့်မလို့အကေဆယ်ဟုတ်တန်တနစ်တူးပြီးကမှဘယ်အသင်းကမှမဝယ်ခဲ့ဘူးဆိုရင် United အသင်းကနေထိုင်လာစားပေးပြီးတော့အသင်းကလည်းမသုံးမင်းတရားမတော့ United အသင်းနဲ့လာစားဟိုစာချုပ်တန်တနစ်တောင်မှမတူးပဲနဲ့လာမယ့်ရာသီမှာဒါ United အသင်းနေနဲ့အလကားအသင်းကနေပြီးတော့ထွက်ခွင့်ပေးသွားဖို့အတွက်ကြိုးစားသွားမယ်လို့သိရတယ်မှာပါတယ်ဒါကြောင့်မလို့ရှိမှ United အသင်းနဲ့ဆန်ချို နဲ့ပတ်သက်ပြီးလုံးဝလုံးဝကိုပတ်သက်မပြုတ်ခြင်းဘူးဒါပေမဲ့ဒါကျွန်တော်ဝစ်ကြွေးကရှိနေတော့ဘာမှလုပ်မရဘူးဆိုတဲ့ပုံစံမျိုးပဲလက်ရှိမှာ Aston Villa အသင်းနဲ့ဒါကျွန်တော်လက်ရှိတို့ရဲ့အသင်းမှာတချို့ကစားသမားတွေတို့နဲ့လက်ရှိဒီနှစ်မှာ Aston Villa အသင်းကဥရောပဝင်ခွင့်လည်းရနေတဲ့အတွက်ကြောင့်မို့တို့နဲ့ကစားသမားတွေအငှားနဲ့ခေါ်ပြီးအသင်းမှာ impact ရအောင်ကြိုးစားတယ်မှတ်မှတ်ရ Liverpool အသင်းရဲ့ဒါကွင်းလေကစားသမားဖြစ်တဲ့ Harvey Elliott ကိုခေါ်ပြီးအသင်းမှာ impact ရဖို့တော့ကြိုးစားတယ်ဂျီရင်ဆန်ချိုကိုခေါ်ပြီးဒါတို့ အသင်းမှာ impact ရဖို့ကြိုးစားတယ်ဒါပေမဲ့သူတို့အငားနဲ့လက်ရှိမှာခေါ်ထားတဲ့ကစားသမားတွေအကုန်လုံးကထင်တော့ impact မပြဘူး Javier Elio ဆိုလည်းလက်ရှိမှာဒါ Liverpool အသင်းကနေအပြည့်အဝဝယ်ရမှာဆိုကြောင့်လုံးဝပွဲထွက်ပြီးမကစားစီဘူးလက်ရှိမှာ Jadon Sancho ဆိုပူလောင်ဆိုရတယ်နေမှာမရှိတယ် Jadon Sancho လက်ရှိမှာဒါပထမကဒါကျွန်တော်တို့ Aston Villa အသင်းနေနဲ့ဒါကြောင့်ရာသီကုန်ရင်ဒါအလွတ်နဲ့အပြစ်သက်ခေါ်ယူဖို့ထီတော်မှာစဉ်းစားထားခဲ့ပေမဲ့ Unai Emery အနေနဲ့အခုလက်ရှိမှာဒါကျွန်တော် Aston Villa အသင်းကနေပြီးတော့ဒါကျွန်တော်တို့ဒီကစားသမားကအသင်းနဲ့အဝင်ခွင့်ကြမရှိရကြောင့်မို့ဒါသူ့အနေနဲ့ဒီနှစ်ဆောင်းရသည်မှာတော့အသင်းစီကနေရောပြန်လွတ်မယ် ယ်ဆိုရင်လွတ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုပြောခဲ့လို့သိရတယ်မှာပါတယ် United ကဒီဟာနဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ပြက်လျက်ရှိပြီးတော့ United တင်းနဲ့ခုချင်းကလေးကစပြီးတော့ Jadon Sancho ကိုခေါ်ယူမဲ့ကလပ်များရှိမယ်ဆိုရင်တော့ခေါ်ယူဖို့အတွက်တရားဝင်ရတယ်ဆိုတဲ့အကြောင်းကိုဒါကြောင့် Turkey club တွေဘက်ကလည်းဒါကြောင့်တရားဝင်ဒါ ဟိုအကြောင်းကြားထားတယ်လို့သိရတယ်မှာပါလက်ရှိမှာဒါကျွန်တော်တို့ဖီနာဘာချီကလာတာဆာရီဘစ်ကီဒက်စ်ဒီသုံးသင်းကလက်ရှိမှာဂျေဒင်ဆန်ချိုကိုခေါ်ယူဖို့တိစိတ်ဝင်စားတယ်ပြဿနာကလက်ရှိမှာအသင်းတွေကခေါ်ယူမှုမဟုတ်ဘဲနဲ့ကစားသမားကိုလည်းအသင်းကရောင်းမှုပြဿနာမဟုတ်ဘဲနဲ့ကစားသမားကိုယ်တိုင်ကပြဿနာပုံစံမျိုးဖြစ်နေတယ်လို့ပြောလို့ရတယ်ဂျေဒင်ဆန်ချိုကိုယ်တိုင်ကလက်ရှိမှာဒါပြဿနာတွေရဲ့စင်တာတစ်ခုဖြစ်နေပြီးတော့မမှန်ရမနစ်ကြဲပေါ်လာဒါဒီနှစ်နွေရာသီကကဒီ ကျွန်တော်ဘက်စကီတက်ဆိုဒါဂျီရီဆန်ရှိုကိုခေါ်ဖို့တည်းရဝင်ကြိုးစားခဲ့တဲ့အနေထားမှာရှိပေမဲ့ကစားသမားနဲ့လောက်ခလာစားလုံးဝကိုရှော့မပေးခဲ့တဲ့အပြင်ကိုဒါတူရကီကိုလုံးဝမပြောင်းချင်ခဲ့တဲ့အတွက်ကြောင့်သူ့ရဲ့အေဂျင့်ကိုတောင်မှဒါကျွန်တော်အာ ဗါလေတူရီကီကလပ်တွေနဲ့စကားပြမပြောတဲ့အထိကောင်ပြုတ်လို့ခဲ့တယ်လို့ကြားသိရတယ်မှာပါအဲ့တော့ပြောချင်တာကဂျေရီဆန်ချိုကိုတိုင်က problem ဖြစ်နေတဲ့အနေထားမှာရှိတယ်ဂျေရီဆန်ချိုကိုတိုင်ကဘာဖြစ်ချင်မှမသိတဲ့ပြဿနာတစ်ခုကိုဆန်ချိုကအခုချိန်ထိသွားတယ်ယူနိုက်တက်အသင်းကတော့ရှင်းတယ်ဘယ်နည်းနဲ့မှသူတို့ရဲ့အသင်းမှာပြန်ထားဖို့အတွက်စီစဉ်မရှိဘူးအက်စတန်ဗလာအသင်းနဲ့စာချုပ်ဖြတ်ပြီးဒါစာချုပ်ရော်ကြီးပေးပြီးပြန်ပို့ခဲ့မယ်ဆိုရင်တော့မှယူနိုက်တက်အသင်းဘက်ကနေအသင်းကနေဘယ်နည်းနဲ့ပြန်ထားမှာမဟုတ်ဘဲနဲ့ပြန်ပြီးဒီကစားသမားအငှားသမှုအပိသက်ခေါ်ဖို့အတွက်ဒါကျွန်တော်တရားဝင်တာပြုတ်လို့သွားမှာဖြစ်ပါတယ်ဂျေရီဆန်ချိုလက်ရှိမှာစာချုပ်တက်တန်း6အတိတ်ပြန်လာခဲ့မယ်ဆိုရင်6လပဲရှိသွားမယ် အနေအထားတစ်ခုရောက်သွားမယ်အတွက်ကြောင့်မလို့ဒါဂျေဒင်ဆန်ချူအနေနဲ့ဒါ ထုတ်ရမှာအရန်ခတ်သွားမှာကိုလေ United အသင်းနဲ့စိတ်ပူတဲ့အနေထားမှာရှိတယ်။တပတ်လုခလာသာ3သိန်းနဲ့3သိန်းခွဲကြားရှိတဲ့ကစားသမားကိုဒါအသင်းမှာ6လောက်ဆက်ထားမယ်ဆိုရင်ပတ်စံရနေတဲ့ပတ်စံမဟုတ်ပဲဖြစ်သွားနိုင်တဲ့ကြောင့် United အသင်းကဒီနီးကိုဒါဒီကစားသမားဘယ်နည်းနဲ့မှအသင်းကိုပြန်မခေါ်ခြင်းဘူးလို့သိရတယ်ဒီမှာပွားပါတယ်။ဂျင်နီဆန်ဂျိုးကလည်းရှိမှာထုတ်ရနိုင်ပြမာယီဦးကောင်းဖြစ်နေတဲ့အနေထားမှာရှိပြန်တယ်။ဒါ United ဘယ်လိုလဲ United အသင်းနေနဲ့အခုလက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ The Athletic UK ဒါ TO1 Channel ကနေမင်းညကတင်လာခဲ့တဲ့သတင်း United အသင်းနေနဲ့လက်ရှိမှာဒါကျွန်တော်ဆမ်မီညိုကိုဒါမဲ့ဆောင်းဝါဒီမှာခေါ်ယူဖို့လက်ရှိမှာ စိတ်ဝင်စားခဲ့တယ်ဆိုပေမဲ့ United အသင်းအနေနဲ့လက်ရှိမှာဒါကျတော့65သန်းဆိုတဲ့ငွေကြီးအမောက်ကအင်မတန်မှများလွန်းတဲ့ကြောင့်မို့ဆီမီညိုကိုခေါ်မယ်ဆိုရင်တော့မှဒီနှစ်ဆောင်းရာသီမှာခေါ်ယူဖို့အတွက်အင်မတန်မှခက်ခဲလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကို The Athletic UK ကနေပြီးတော့သူတို့ရဲ့ Twitter စာမျက်နှာပေါ်မှာရေးသားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ လက်ရှိကောလာဟာလာတွေကဒါကျွန်တော်ရူဘင်အာမိုရင်းကဆမ်မီညိုနဲ့တောင်မှဒါကျွန်တော်ဒါဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာဖြစ်ဖို့အတွက်ဒါကျွန်တော်ကစားသမားတွေဒင်နာတောင်စားခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့လက်ရှိမှာ United အသင်းကိုတိုင်ကဒါကျွန်တော်လက်ရှိငွေရေးကြီးအရဒါကျွန်တော်65တန်းကိုဒီချိန်ထဲမှာပေးဖို့အတွက်အခက်အခဲတွေရှိနေတယ်လို့ကြောင့်ဒီနှစ်ဆောင်းရသီမှာတော့ဒီအပြောင်းအရွှေ့အတွက်တော်တော်ကြီးကိုခက်ခဲလိမ့်မယ်ဆိုတာကိုတော့ Athletic UK ကနေပြီးတော့ရေးသားထားခဲ့တာတွေ့ရမှာ။အဲ့တော့ဆမ်မီညိုရဲ့လက်ရှိ clause ကဘယ်လိုမျိုးသွားလဲ။ဒါကျွန်တော်မနေ့ကကျွန်တော် Liverpool နဲ့တင်ဆက်ထားခဲ့လို့ဆမ်မီညိုရဲ့လက်ရှိ clause ကဒီနှစ်ဆောင်းရသီမှာခေါ်မယ် ယ်ဆိုရင်တော့ပေါင်တန်း60 plus 5တန်းသွားမှာဖြစ်တယ်။ဒါပေမဲ့နွေရာသီမှာခေါ်မယ်ဆိုရင်တော့ပေါင်တန်း50 plus plus ပုံစံမျိုးသွားမှာဖြစ်တယ်။ပြောချင်တာလာမယ့်နွေရာသီမှာခေါ်မယ်ဆိုရင်တော့15တန်း7တန်းလောက်ဈေးသက်သာသွားမယ့်အနေအထားတစ်ခုကိုရောက်ရှိသွားနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့လက်ရှိအနေအထားရတာကျွန်တော်ကစားသမားကဒါကျွန်တော်တို့ United အသင်းနေနဲ့ခေါ်ယူနိုင်တဲ့ဒါကျွန်တော်တို့ငွေချေးဘောင်းမှာတော့မရှိတဲ့ပြဿနာကတော့ဝန်နေတယ်ပဲ။လက်ရှိမှာဒါကျွန်တော်တို့ဆမ်မီညိုကိုတော့ Tottenham Hotspur အသင်း Manchester City အသင်း Liverpool အသင်းတို့ကခေါ်ယူဖို့အတွက်ဒီနေ့ဆောင်းရသီမှာနံပါတ်1ပြီးနေဖြစ်တယ်။ကစားအဲ့3သင်းထဲမှာမှ2သင်းကလက်ရှိမှာငွေချေးဒါအပြည့် ဝါပေးပြီးတော့65သန်းတပြေးနဲ့ပေးပြီးတော့ခေါ်ယူသွားဖို့အတွက်လည်းရေစပန်းစားနေကြမို့ဒါဆမ်မီညိုနဲ့မန်ချက်စတာယူနိုက်တက်တင်းတို့နဲ့ဒီဆောင်းရာဒီမှာလည်းဝေးသွားနိုင်တဲ့ခွေးတွေရှိလာခဲ့တယ်ယူနိုက်တက်ကလည်းရှိမှတိတ်ပြီးတော့လည်းအလျင်မလူပါဘူးသူတို့အနေနဲ့ဒီကစားသမားကဒါကျွန်တော်တို့ သူတို့ United အသင်းနဲ့အလင်းလိုတဲ့ခေါ်အလင်းလို့ဆိုတာခေါ်ယူရမယ့်ကစားသမား list ထဲမှာလည်းမပါတဲ့ကြောင့် United အသင်းနဲ့ဒီကစားသမားကိုခေါ်ယူခွင့်မရရှိခဲ့ဘူးဆိုရင်တော့မှနှစ်မျိုးမှမဟုတ်ဘူးလို့သိရတယ်ထဲမှာပါပါတယ်အလက်ရှိမှာနောက်ဆုံးဒါသတင်း update တွေရဆို United အသင်းနဲ့စာချုပ်တက်တန်းတိုးဘူးတဲ့ကစားသမား၃ယောက်ကိုလက်ရှိမှာပြင်ဆင်နေတယ်ဒါပေမဲ့အဲ့ဒီ၃ယောက်ထဲမှာမှ၂ယောက်ကတိုင်ပတ်နေသေးဖြစ်တယ်ဆိုရင်သတင်းကဆက်လက်ပြီးထွက်ပေါ်လာခဲ့ဖြစ်တယ် United အသင်းနဲ့လာဆိုလက်ရှိ Ruben Amorim နဲ့သူ့ရဲ့အနာဂတ်မှာဒါကြောင့် Casemiro ကိုနောက်ထပ်တစ်နှစ် plus တစ်နှစ်လောက်ဆက်လက်ပြီးတက်တန်းတိုးစေချင်တဲ့သဘောမှရှိတယ်။ United အသင်းနဲ့အခုလက်ရှိမှာ Casemiro စာချုပ်မှာစိုက်နေတတ်တဲ့ဆို င်တစ်နှစ်တိုးပိုင်ခွင့်ရှိတယ်ဆိုတော့ activation ကိုလောက်ဝလို့ပုံစံမရှိဘူး။ဘာကြောင့်လဲဆိုတော့လက်ရှိဒါ customer ရဲ့လုခလာစာကအင်မတန်မှများပြားလွန်းတဲ့အတွက်ကြောင့်မို့ United တဲ့ဒီ1 plus ဟို plus 1ကိုဒါ activate လုပ်လိုက်မယ်ဆိုရင်တော့တပတ်လုခလာစာ3သိန်း3သိန်းခွဲပတ်ချာလဲဝင်းကျင်ကြာကြီးပေးရမယ်နေတာတကူတို့မပေးချင်ဘူး။ဒါကြောင့်မို့တို့အနေနဲ့ဒါကျွန်တော်တို့ customer ကိုဒါ1 plus 1ပုံစံမျိုးကန့်လန့်မှုတွေပြုလုပ်ခဲ့ပြီးလက်ရှိရနေတဲ့လာစာထက်90ရာခိုင်နှုန်းလောက်နည်းတဲ့လာစာတစ်ခုကိုဒါတရားဝင်ကန့်လန့်မှုပြုလုပ်ခဲ့တယ်။ customer ကဒါကိုလက်ရှိမှာမငင်းကြဲခဲ့ပေမဲ့လက်မခံသွားဘူးလေရာခိုင်နှုန်းများတယ်။ customer ကိုလက်ရှိမှာ မှာတီးကြရတယ်မဲ့ဒါကြောင့် sorry ဘက်ကနေခေါ်ယူသွားဖို့ပြင်ဆင်ခဲ့ပြီလက်ရှိမှာ United ကရနေတဲ့လာဇာထပ်ပို့ပြီးတော့ပေးပြီးတော့ခေါ်ယူသွားဖို့လက်ရှိမှာစဉ်းစားနေတဲ့ကြောင့်မုကာဆမေရိုကတော့လာဇာပို့ပြီးများတဲ့နေရာကိုဒါပြောင်းရွှေ့ဖို့တဲ့စီစဉ်လာခဲ့တယ်ကာဆမေရိုကလည်းရှိမှာ Ruben Amorim ကတော်တော်လေးကိုသဘောကျပြီသူတို့အနေနဲ့ဒါကွင်းလယ်ဘက်မှာလာမဲ့တစ်နှစ်လောက်တော့အသင်းမှာရှိဖို့အတွက်ပြင်ဆင်ခဲ့ပေမဲ့ United နဲ့ဒါကျွန်တော်ကာဆမေရိုရဲ့ဂျာမာဒါကျွန်တော်တို့ sorry united တွေက casemiro တွေကြားမှာဒါကျွန်တော်လက်ရှိမှာတော့ဒါလုခါလာစာကြောင့်မို့ဒါကျွန်တော်စာရုပ်တက်မလို့ဖြစ်ဖို့တော့ရာဂိုင်တော့အင်မတန်မှများသွားပြီဖြစ်တဲ့ကြောင့်မို့ united က casemiro ကိုလာမဲ့နေရာဒီမှာဆုံးရှုံးဖို့တော့ရာဂိုင်တော့နေများသွားခဲ့ပြီဖြစ်ပါတယ်။နောက်တဲ့သတင်းတစ်ခုနဲ့ပြောရမယ်ဆိုရင်လက်ရှိမှာဒါ kobe mine တွေနဲ့ manchester united အသင်းတွေရဲ့စာချုပ်တက်တန်တိုးပဲစကလုံးတွေစကဝိုင်းဆွေးနွေးမှုတွေကတော့လက်ရှိမှာရက်တက်နေခဲ့ပြီဖြစ်တယ်လို့သိရတယ်မှာပါတယ်။ကစားသမားတွေကခုလက်ရှိမှာသူ့ရဲ့ play time နဲ့ပတ်သက်ပြီးဒါကျွန်တော်စာချုပ်တက်တန်တိုးခဲ့မယ်ဆိုရင်တော့တိုးပေးဖို့တော့ united အသင်းကိုတောင်းဆိုထားခဲ့တယ်။လက်ရှိမှာဒါကျွန်တော်အသင်းဘက်ကလည်းဒါနဲ့ပတ်သက် က်ပြီး guarantee မပေးနိုင်မင်းနဲ့ United အသင်းရဲ့နီးပြဖို့ပဲအဓိက Moody ရဲ့အတွက်ကြောင့်မို့ကိုယ်ယူမိုင်းလူနဲ့လက်ရှိမှာ Manchester United အသင်းတို့ရဲ့ဂျားမှာရှိတဲ့စာချုပ်သက်တမ်းတိုးနေတဲ့ဒါဆိုတိုးဖို့အတွက်ဆွေးနွေးမှုတွေကလက်ရှိမှာရပ်တန့်နေခဲ့ပြီလို့သိရတယ်မှာပါတယ်ကိုယ်ယူမိုင်းလူရဲ့စာချုပ်ကလက်ရှိမှာ2029မှာကုန်မာဖြစ်ပြီးတော့သူတို့အနေနဲ့ဒါ2030 2031ထိစာချုပ်သက်တမ်းတိုးခြင်းနဲ့နေထားမှာရှိတယ်ကိုယ်ယူမိုင်းလူကအခုလက်ရှိ Napoli တင်းကဒီနှစ်ဆောင်းရသည်မှာတရားဝင်အပိသက်ခေါ်ယူဖို့အတွက်စူးစမ်းနေတာဖြစ်တယ်အားလုံးကတော့ကျွန်တော်လည်းကိုယ်ယူမိုင်းလူနဲ့ပတ်သက်ရင်ဒါကျွန်တော်စာချုပ်စာချုပ်သက်တမ်းနဲ့ပတ်သက်မယ်ဆိုရင်တော့ဒါကျွန်တော်မြင်ကြည့်တာပေါ့နော်ဒါ Ruben မိုရင်းပေါ်မှာလည်းအများကြီးမူတည်သွားမယ်လို့မြင်နေရူဘင်အာမိုရင်းဒီနေ့ခုလက်ရှိမှာကိုယ်ယူမိုင်းနူကိုတာတရားဝင်အသင်းကနေထွက်ခွင့်ပြုမယ်ဆိုရင်တော့ဒါမန်ချက်စတာယူနိုက်တက်အသင်းကလည်းရောင်းချသွားဖို့တဲ့စဉ်းစားသွားမယ်လို့သိရတယ်မှာပါတယ်ရူဘင်ကျွန်တော်ရှင်းပါတယ်ဒါကိုယ်ယူမိုင်းနူနဲ့ခုလက်ရှိမှာကြံနေသေးတဲ့အချိန်မှာသူ့အနေနဲ့သူ့ရဲ့ကမ္ဘာဖလားတော်မဲ့သူချဲဆက်လက်ရှိမှာသူ့အနေနဲ့ပါဝင်ခြင်းနဲ့အဲ့တော့မိနစ်တွေအများကြီးအများကြီးအများကြီးဆော့ခြင်းတဲ့သဘောမှာရှိတယ်ဒါကြောင့်မို့ဒါသူ့အနေနဲ့ဒါသူ့မိနစ်အများကြီးရနိုင်တဲ့နေရာကိုသူ့အနေနဲ့ပြောင်းသွားဖို့ရှိပြီးတော့သူ့အနေနဲ့ဖြစ်နိုင်မယ်ဆိုရင်တော့နိုင်ငံခြားကိုထွက်ကစားဖို့အတွက်ပို့ပြီးတော့ခြေနေရှိတယ်ယူနိုက်တက်ကလက်ရှိမှာကိုယ်ယူမိုင်းနူအငှားနဲ့အရင် င်ထွက်ကစားပြီးအချင်းတို့မူတည်ပြီးတော့ရောင်းသိမရောင်းသိကိုအရင်ဆုံးစဉ်းစားသွားဖို့တည်းပြင်လာခဲ့တယ်လက်ရှိမှာတော့အငားနဲ့ခေါ်မယ်ဆိုရင်အငားတီးတက်ခေါ်မယ်တက်လက်တွေရှိလို့အပိသက်ရောင်းမယ်ဆိုရင်တော့အပိသက်ကိုယ်တိုင်နဲ့ဝယ်ယူမဲ့ကလပ်တွေရှိတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့တယ်လက်ရှိမှာစာချုပ်တက်တန်းရတာကျွန်တော်တို့လက်ရှိ sorry စာချုပ်တက်တန်းရလက်ရှိမှာခြေနေကောင်းနေတာတော့ဒါကျွန်တော်တို့ Harry Maguire ပဲ Harry Maguire ကခုလက်ရှိမှာလာစာ short ယူတဲ့စာချုပ်ကိုလက်ခံသွားဖို့ရှိတယ်လက်ရှိမှာ Harry Maguire နဲ့ Manchester United အသင်းကစာချုပ်တက်တန်းဒါကျွန်တော်တို့တိုးဖို့ရှိခဲ့ပေမဲ့ဒါ cancel ပိုင်းနေရာတော့လေ United အသင်းက Maguire ကိုစိတ်ဝင်စားနေဆိုတဲ့သတင်းတွေထွက်ပေါ်နေကြတာကိုတွေ့ရမယ်ဒါတော့ပါပဲအားလုံးအကျိုးတူပါတယ်ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုမုံကောင်းတောင်းပေးနေပဲမြန်မာလက်ကလေးပေးကြပါဦးဗျမြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်အားလုံးအကျိုးတူပါတယ်ကောင်းမွန်တော့ဒီနေ့ဒီနေ့ကိုပိုင်ဆိုင်နိုင်ပါစလို့စုမုံကောင်းတောင်းပေးနေပဲကျွန်တော်ကိုတော့ကုန်ပြီပါဗျအားလုံးအကျိုးတူပါတယ်တေးပါပါဗျ